့ရဲ့ဦးနှောင်းနဲ့ကျွန်တော်အတွင်းခေါ်လဲကြည့်တဲ့အခါဘုရားကငါတို့ကိုမမြင်တော့ဘူးဘုရားကငါတို့ကိုမသိဘူးဟာငါတို့ဘာလို့လို့သိမသိဘူးမမြင်ဘူးဆိုပြီးမှကျွန်တော်တို့ထင်နေတတ်တယ်ယောဘကဲဆိုကျွန်တော်တို့အသက်တာမှာတစ်ခါကလေးငါတို့လုံးနေတာဘုရားမသိပါဘူးငါတို့လုံးနေတာဘုရားမမြင်ပါဘူးဆိုတဲ့အရာကိုလည်းမြင်လိုက်တယ်အဲ့ဒါဒီမှာယောနာယောနာမှာကျွန်တော်ကြည့်အောင်ဆက်ပြတ်တော့အခါထာဝရဘုရားကိုအောင်းနေတယ်ကျွန်တော်ဤပြဿနာတွေတန်ရှင်းသောပြိမ္မာတော်၌ကိုရောထံသို့ဝေပါ၏ လို့ဒီအောင်တိတ်ချာတို့တို့မစင်ချင်ဘူးဆိုရင်ယောနာရဲ့အတန်ကပြောရောက်လာတယ်ကိုရောထံကိုဝင်ငင်းဆိုသူ့အတန်ကပဲအရန်အော်တာခြေလုံးလို့ပဲပြောသွားသလိုလိုယောနာကပဲအတန်ကောင်းသလိုလိုသူ့ရဲ့အစွမ်းတဘိုးပဲကြီးသလိုလိုတဲ့ဘိမ့်မတော်တဲ့ဒီသူ့ရဲ့အော်တာကရောက်သွားတယ်ဒီလိုလို့တင်တို့စဉ်းစားကောင်းစဉ်းစားနိုင်အဲ့ဒီအောင်ဒီတို့ပြန်ပြီးပါ နားလည်အောင်တို့တို့ဆင်ခြင်မှာဖြစ်တယ်အဲ့တော့ဖီးယားကမကြားနိုင်လို့ကသူ့ရဲ့အော်တာကကျေလို့ကြားလာတာဘယ်လိုဖြစ်လို့ဝင်သွားတာလဲဖီးယားနားတော့လည်းပြီးရင်တော့ဖီးယားကကျွန်တော်တို့ကိုမမြင်ဘူးလားမတိဘူးလားဆိုတဲ့အကြောင်းကိုကျွန်တော်တို့တို့ကအဆင်ခြင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့စပြီးဖတ်ရအောင်ကျမ်းစာလောဘ34 27နဲ့ကျွန်တော်တို့34 4မှာဘာပြောတယ်လဲဆိုလို့ရှိရင်ဖီးယားကဘာပြောလဲဆိုရင် လူခြေရာရှိသမျှဘုရားခင်မြင်တယ်လို့ပြောတာဖြစ်တယ်။ကျွန်တော်ဘယ်တော့တာလူခြေရာလူပါလို့လို့ဘုရားမမြင်တဲ့အရာတစ်ခုမှမရှိဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။ပြီးရင်ယောဘအခန်းကြီး28နဲ့25ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာလေကိုချိန်လျက်နော်ရေကိုလည်းခြင်းလေရေကြီးဆုံးတိုင်ပေါင်းကြီးရှု၍ကောင်းကင်အောက်၌ရှိသမျှတို့ကိုမြင်တော်မူ၏ကျွန်တော်တို့ဘုရားခင်ကလည်းတို့ပြောတာဖြစ်တယ် အဲ့တော့ဘုရားမမြင်တဲ့ညာမရှိဘူး။အဲ့တော့ဘာဖြစ်လူကဘာဖြစ်ဟိုကောင်းကင်ဘက်တိအထက်ထက်ဆက်ကြောင်လာထိတ်မှထိုင်နေလား။ဘုရားကငါတို့ကိုမမြင်တော့ဘူး။ငါတို့ကိုဘယ်လိုစီရင်လဲဆိုမှစဉ်းစားနေတဲ့အရာပါ။ကျွန်တော်တို့ဒီမှာပြန်လည်ပြန်နားလည်စေချင်တာဖြစ်တယ်။အဲ့တော့ဆာလိုက်ဆက်လက်မှုမျိုးတော့ဆာလိုက်အခန်းငယ်နှစ်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကောင်းကင်ဘုံကနေမှလူသားကိုကြည့်ရှုတယ်။နော်။ဒါကြောင့်ပြောတော့ရှိသည်မရှိသည်ကိုသိမြင်နေတာဘုရားကအများကြီးကျွန်တော်တို့ကိုကြည့်ရှုစစ်ဆေးနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ သုံးတဲ့၃မျိုးသောဆလာကန်းရဲ့73ကိုတစ်ချက်ကြည့်အောင်ဒီမှာကြည့်ဒါပါဘုရားကကောင်းကင်ဘုံကကြီးရှိတဲ့လူသားအပေါင်းတို့ကိုမြင်တယ်။ဟောဘုရားမမြင်တဲ့နေရာမရှိဘူး။ကိုယ်စေကုန်တော့ဆာလာအခန်းငယ်10ကိုတစ်ချက်ကြည့်အောင်ကျွန်တော်တို့ဤဒူးဆဲများကိုရှေ့ရနိုင်လကောက်ပွက်ထားသောအချင်းများကိုလကောက်ညနာတော့အလင်းထဲနိုင်လကောက်ရှန်ထားတော့မူဤတုတ်တန်အခန်းကြီး9:21ကိုတစ်ချက်ကြည့်အောင် လူသွားလာသမျှသောလမ်းတို့သည်ထာဝရဘုရားမျက်မှောက်တော်လာရှိကြ၏သွားလာသမျှသောအချင်းအရာတို့ကိုဆူဆန်းတော်မူ၏နော်တို့တုတ်ကြကြကြီးဆန်ငါတို့တို့စတိကိုတစ်ချက်ပြန်ကြည့်မယ်မယေရနိုင်ငံ၏အပရုံနိုင်ငံသည်ထာဝရဘုရားရှေ့၌ထင်ရှား၏ထုံမြမကလူသားတို့၏နှလုံးသည်တာ၍ထင်ရှား၏အဖျားရှေ့မှာမမြင်တဲ့အရာဘာမှမရှိဘူးဖျားရှေ့မှာအကုန်လှန်ထားလျက်ရှိတယ် ဒီ90ဒီမြောက်ဆလာခန့်ရဲ့ရှစ်မှာလဲပေါ်ပြထားတဲ့အတွက်ကျွန်တော်တို့ဘာလို့လို့ဘုရားမသိဘူးဆိုတဲ့အရာမရှိဘူးအဲ့တော့ကျွန်တော်တို့တစ်ခါလေးထင်နေတယ်ကျွန်တော်တို့ဘုရားကမသိနဲ့ဘုရားကဘယ်လိုစီရင်မလဲဆိုရင်ကျွန်တော်တို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်အဲ့တော့နောက်တစ်ခုဒီမှာကျွန်တော်တို့ကဘုရားကကျွန်တော်တို့မသိဘူးမမြင်ဘူးမကြားနိုင်ဘူးလို့ကျွန်တော်တို့ထင်တဲ့အရာတွေကိုကျွန်တော်တို့ပြန်လဲစင်ချင်တဲ့အခါမှာဘုရားကအကုန်လုံးကိုသိတယ် ကုန်လုံးကိုမြင်တယ်အကုန်လုံးကိုကြားတယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်ဟောရှိအခန်းကြီး73အခန်းငယ်9မှာအလုံး6ပြည့်သောအရက်ဒီဟူသောတောလိုက်ပြီးသင်ကုန်တာတည်တယ်ကျွန်တော်ဘုရားကကျွန်တော်တို့ကိုဟောရှိအပြင်ပြောတယ်ပြီးရင်ကျွန်တော်တို့ဘယ်မှာထပ်တွေ့နိုင်လဲဆိုရင်ယေရမိအခန်းကြီး1အခန်းငယ်9မှာသင်ကိုအမိဝမ်းတဲ့နိုင်ပင်ငါမဖန်ဆင်းမီသင်ကုန်တာတည်ဘုရားကကျွန်တော်တို့ကို မိဝမ်းထဲမှာကျွန်တော်တို့ကိုတိတိချာချာနာမည်နဲ့တော့ပါတိကျွန်တော်တို့ဇပင်ပဏ္ဏချောင်းရှိတယ်အကုံရေပက်လည်းရှိတယ်လို့ကျွန်တော်တို့ပြောတဲ့ဘုရားရှင်ဖြစ်တယ်ကျွန်တော်တို့ကတစ်ခါလေအဲ့ဘုရားကိုကျွန်တော်တို့ကတပန်းချမ်းချက်အဲ့ဘုရားကိုကျွန်တော်တို့ကဘာဖြစ်လဲအကွက်တွေရှေ့ခြင်းဘုရားမတိတော့ပါဘူးဆိုတော့ကျွန်တော်တို့ကဘုရားကိုတော့ကျွန်တော်တို့ကပြန်ပြီးမှအကွက်ရှေ့ခြင်းနဲ့ယုံကြည်သူတွေအများကြီးရှိနေတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘုရားအပေါ်မှာကျွန်တော်တို့ကြော်လို့မရဘူးဘုရားကိုကျွန်တော်တို့ဘလို့မှ မသိအောင်လုပ်လို့မရဘူးဆိုတော့ကိုယ်လည်းနားလည်သိချင်တာဖြစ်တယ်အဲ့တော့ဟုတ်ပြီအဲ့တော့ယေရှုရဲ့အသက်တာမှာကျွန်တော်ကြည့်တဲ့အခါမှာ तू တိလာ तू ရောဖျားဆိုရင်တိလာဆိုတဲ့အကြောင်းကျွန်တော်တို့လည်းပြောချင်တာဖြစ်တယ်ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်ကယုံကြည် तू မဖြစ်ခင်မှာဖျားကိုကျွန်တော်ညှိစားတဲ့အခါကျွန်တော်ကစမ်းစာတွေလည်းမဖတ်ဘူးသိဘူးစမ်းစာအကြောင်းလည်းမသိဘူးကျွန်တော်ဘယ်လိုစဉ်းစားရလဲဆိုရင်ယေရှုကအသက်ရှင်တဲ့ဖျားဖြစ်တယ်ဆိုရင် ကျွန်တော်ရဲ့စိတ်နှလုံးထဲကနေတွေးခေါ်တဲ့အရာကျွန်တော်စိတ်နှလုံးထဲကနေပူရောကိုပြောတဲ့အရာသူကြားရဆိုတဲ့စိတ်နဲ့ကျွန်တော်ကစိတ်ခေါ်မီးစမ်းမှုလုပ်တဲ့ခါမှာသူ့ကိုယ်ကမတိုင်ဘူးဘသူ့ကိုယ်ကမပြောပြပဲနဲ့ကျွန်တော်ရဲ့စိတ်နှလုံးထဲကလာတဲ့အရာကိုကျွန်တော်ကပြောလိုက်တယ်စိတ်ခေါ်ဆွတောင်းလိုက်တဲ့အချက်အုံးချက်နဲ့ကျွန်တော်ဆွတောင်းလိုက်တဲ့အခါမှာအဲ့ဒီအရာတွေတကယ်ဖြစ်ပြလာတဲ့ခါကျွန်တော်ကမယုံကြည်လို့မရဘူးဖြစ်တယ်ဒီအကြောင်းအရာတွေကိုတကယ်ကို ေရှုခရစ်ကိုယုံကြည်လက်ခံပြီးမှလက်လာတဲ့အခါမှာအော်ကျွန်တော်တို့လူမျိုးတွေလည်းကျမ်းစာထဲမှာရှိသေးပါလားဆိုတော့ကျွန်တော်တို့တွေ့လာရတာဖြစ်တယ်အဲ့တော့ပထမဆုံးကျွန်တော်ဘုသူ့အကြောင်းကိုပြောချင်တယ်ဆိုတဲ့အခါကျတော့မဿဲခန်းကြီးစနစ်၁၄၅မှာယေရှုကလူတယောက်ကိုလက်တည်ချီတယ်လက်ချီမလက်ချောင်းပင်နေတဲ့လူကိုသူ့ကြောက်ခင်းခွင့်ပေးလိုက်တဲ့အခါမှာဒီပါရိရှဲတွေကနေမှာ တားမြစ်တယ်တို့တော့နောက်ဆုံးမှာသူ့ကိုလွတ်ခွင့်ရသွားတဲ့ခါမှာသူတို့စိတ်ထက်ကမနာလိုဘူးမကျင်နဲ့နိုင်ဘူးဒေါသဖွဲ့ပြီးမှသူတို့စိတ်ထက်ကလည်းအပြင်းမှာမလုပ်လို့ဆိုရင်ယေရှုကိုဘလို့တတ်ဖို့လုံရောက်အောင်ကြံစီတွေးတော်တွေတိုင်ပင်ကြတယ်ဆိုဆက်လေးမလို့နော်အဲ့တော့အဲ့ဒီစကားမှာယေရှုကထိုးအရာကိုသိလို့ပြောတယ်အောက်ကျွန်တော်စဉ်းစားရအောင်နော်အဲ့ဒီလူတွေကကျွန်တော်တို့တိုင်ပင်ဆွေးနွေးတယ်ဆိုလို့ရှိရင်ယေရှုအကြောင်းကိုကျွန်တော်တို့ပေါ်ပြောမလား မအောင်ရောဘူးပြီးရင်ယေရှုရဲ့တပည့်တော်တွေတိအောင်လည်းပြောမှာမို့သူတို့တိတ်တဆိတ်သူတို့တိုင်ဝင်ဆွေးနွေးရအောင်ယေရှုကတိတယ်လို့ပြောတာဖြစ်။ဘာကြောင့်တိတယ်လဲဆိုရင်ဖျားဖြစ်လို့တိတာဖြစ်တယ်။ဖျားကဘာကြောင့်ကြိုပြီးတိတယ်လဲဆိုရင်နောက်ဆုံးပေတရုသူ့အဖန်ခံရမယ်လို့ပြောတဲ့အခါမှာကိုရောဖန်ကျွန်တော်လည်းအဖန်ခံမယ်တင်းတင်းသေးပါစေဆိုပြီးမှပြောခဲ့တဲ့သူကိုပေတရုနော်မင်းဟာကြက်ပတ်တော်ခင်မှာပဲငါ့ကိုသုံးချိန်တိုင်ညင်းမယ်လို့ တည်တည်ချာချာကျူတိဘုရားဖြစ်တယ်ပြောတဲ့အတိုင်းလည်းတကယ်ဖြစ်တာဖြစ်တယ်ပြီးရင်ယူရစကားရသူ့ကိုတစ္ဆာပေါက်မယ်ဆိုတာကိုသိနေတာဖြစ်တယ်ကျူတင်သိနေတာဖြစ်တယ်ပြီးရင်ကျွန်တော်သူ့ကိုယေရုရှလင်မှာဒေခံပေးမယ်ဒေခံပေးရမယ်ရအတတ်ခံရမယ်ရကိုသူပြောတယ်ပြီးရင်တချို့ချင်းခံရမယ်၃ရက်လောက်တော့နေမှာဆင်ပြန်ထောင်းတော့မယ်ဒီအကျိုးကကုံလို့ကိုသူကျူတိနေတာဖြစ်တယ်တိရတယ်မတိဘူးဆိုတဲ့အရာတစ်ခုပါမရှိဘူးဆိုတော့ကျွန်တော်တို့ဒီနေ့တွေ့ရတာဖြစ်တယ် ဟုတ်ပြီအဲ့တော့နောက်တစ်ခုကကျွန်တော်ဗမာထပ်တွေ့ရလဲဆိုရင်ယောဟန်အခန်းကြီး1 49နဲ့48ကိုကြည့်ရတာပါအဲ့ဒီမှာပိလိပုလိုကနေပါငါတနေလောက်ကိုတွားပြီးတော့ခေါ်တာသူငါတို့မေရှိယကိုတွေ့ပြီနော်မောရှိချမ်းစာထဲမှာပေါ်ပြထားတဲ့နော်ချမ်းချစ်ညီညွတ်ထားတဲ့မေရှိယကိုငါတို့တွေ့ပြီလာကြည့်လို့ပြောတာကဘယ်ရတဲ့သူကနာဇရက်မြို့ကယောတိုက်ရဲ့သားဖြစ်တယ် ယေရှုဖြစ်တဲ့ तू ဟာမေရှိယဖြစ်တယ်လို့ပြောတဲ့အခါမှာနာသရီလကဘာပြောလဲဆိုရင်နာဇရက်မျိုးတွေကဘာများတခုကောင်းတာထွက်ဖို့လို့လေဆိုလို့ तू ကပြောတာဖြစ်မဟုတ်ဘူးမင်းနာကြည့်ပါလို့ပြောတဲ့အခါမှာ तू ကစိတ်ပူပူနဲ့လိုက်ရတာဖြစ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာ तू ဘာလုပ်နေလဲဆိုတဲ့အခါကျတော့ तू ကတင်ပေါ်တဖန်ပြီးအောင်းပါဆူတောင်းနေတာဖြစ်အဲ့ဒီနာတရီလာဆိုတဲ့လူလည်းခိုင်းခိုင်းညံ့ညံ့ပြီးတော့အုံဖြစ်တယ်။အမေကဖျားနဲ့သွာလာတဲ့သူဖြစ်တယ်။ သူလည်းအဲ့ဒီမေရှိယကိုတွေ့ပူးချင်လို့အမြဲတမ်းဆူတောင်းပျော်နေနေတော့သူဖြစ်တယ်။အဲ့တော့နာသရေလကအဲ့ဒီမှာဆူတောင်းနေတာ။အဲ့တော့ဟုတ်ပြီအဲ့ဒါဘုရင်တော်သူ့ကိုခေါ်သွားပြီးယေရှုရှင်ကိုလည်းပြုတော့ယေရှုကသူ့အမြဲတမ်းတန့်ပြောတာ။ဘာပြောလဲဆိုရင်ကြည့်လက်စားချင်းအပြစ်နဲ့ကင်းသောဣတိရန်လူရှိကိုကြည့်တော်လို့ပြောတဲ့ခါမှာနာသရေလကကြည့်နေတဲ့အချိန်မှာဘာထပ်ပြောလိုက်လဲဆိုရင်မင်းကိုဖိလိပ္ပုကလာခေါ်ခဲ့ပါ။ တင်ပေါ်တန်းပင်အောင်လူလူမမြင်တယ်လို့ပြောလိုက်ယေရှုကဘာဖြစ်လာလဲမဟုတ်မှန်ပြောင်းနေပါလိမ့်မရှိဘူးဟိုဖုန်းနေပါလိမ့်တူ message လောက်ပို့ရလို့မရှိဘူးအဗီဒီယိုခေါ်ရတာခေါ်ရမျိုးမရှိဘူးအဝေးကြီးကနေဘာဖြစ်လဲသူဘာစုတောင်းလဲဆိုတာကသာတိဒါကြောင့်တိကျကျပြောလိုက်အဲ့ဒီအချိန်မှာနာတရီလကချက်ချင်းဒုထောက်ပါတယ်ဆိုတော့တွေ့ရတယ်ဒုထောက်ပြီးဘာဖြစ်လဲဣတရီလမျိုးကြီးအရှင်ဘုရင်ကိုတော်ဘုရားသခင်ရဲ့တားတော်ဖြစ်တယ်လို့ဘာကြောင့်ပြောတာဆိုတဲ့ခါကျ ဘာယေရှုကမင်းကမင်းကိုငါမလာခင်ကတင်တော်တပည့်မယောင်ကမင်းလည်းလို့ပြောလို့မင်းယုံတာလားဆိုတော့ဟောပြန်ပြီးတော့မေးတာဖြစ်တယ်ဘာဖြစ်လို့သူစုတောင်းတာကစပြီးမှယေရှုတည်နေတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်ယေရှုကမြင်တယ်အကုန်လုံးကိုကျွန်တော်တို့မြင်တယ်ဆိုတော့ကျွန်တော်ထပ်တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကြားတယ်เนาะကျွန်တော်တို့တည်တယ်မြင်တယ်ကြားတယ်ကြားတဲ့အကြောင်းကိုကျွန်တော်တို့ပြန်ပြီးဆွေးနွေးမယ်အဲ့တော့ခုနကတော့ယောနာရဲ့စုတောင်းတဲ့တန်ကဘုရားရှင်ကို ွင့်ပေါ်တယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ယောနာရဲ့အတန်ကကျေလုံးလို့ဘုရားရဲ့နားထဲကိုဝင်သွားတာလားဆိုပြီးမှကျွန်တော်တို့စဉ်းစားအောင်စဉ်းစားနိုင်တယ်တော့တော့တကယ့်အဖြစ်အမှန်ကိုကျွန်တော်တို့ကြည့်ရတာပါယောနာခန်းကြီးနှစ်နဲ့ခန်းကြီးနှစ်ခန်းကြီးတစ်နဲ့နှစ်ကိုကြည့်ရမှာဖြစ်တယ်ဒီမှာပါရင်းထားတယ်ဆိုရင်ယောနာခန်းကြီးတစ်နဲ့နှစ်ကိုကျွန်တော်ကြည့်လို့ပြီးထုံးပြပါငါသည်ဒုက္ခဆင်းရဲခံရသောကြောင့်ကာဝဘုရားကိုဟစ်ခေါ်၍ငါစကားကိုကြားတော်မူ၏ မယနာနိုင်ငံဤဝမ်းထဲကခစ်ခေါ်တော့သကားတန်ကိုနားထောင်အောင်ဤဘာဖြစ်လဲဘုရားခင်ရဘယ်ဘက်ကလဲသူ့ရဲ့စိရဲ့ဒုက္ခခံရတဲ့အထဲမှာသူ့ရဲ့ခေါ်တန်စကားကိုဘုရားကကြားတာဖြစ်တယ်နော်သူ့ရဲ့အတန်ကကျေလုံးတော့သူ့ရဲ့ဘုရားရဲ့နားတော်ထဲကိုဝင်သွားတာမျိုးမဟုတ်ဘူးသူ့ရဲ့အတန်ကိုကြားတယ်ဟုတ်ပြီအဲ့တော့ယောမနာကဘယ်မှာရှိနေတာလဲမာကြီးရဲ့ဝမ်းထဲမှာရှိနေတာ ငါးကြီးဝမ်းထဲမှာ तू ဘယ်လိုကြိမ်ကြဲလုံလုံနဲ့អော်လို့မရဘူးအဲ့ဒီ तू စုတောင်းတဲ့အချိန်မှာနေတော့တော့ရဲ့ပြေခါလေးနေနောက်ဆုံးမခံနိုင်ရဲ့ဆုံးပြေခါလေးလေးမှာ तू ကတော့တရရပြီးတော့ဒီစုတောင်းခါချက်တော့ပြင်လိုက်တဲ့အချိန်မှာသူ့ရဲ့နှလုံးထဲကနေပြီးမှအတန်ဖက်ဖို့သူ့ရဲ့နှလုံးထဲမှာတကယ်အိုးသမုဒ္ဒရာရဲ့အောက်ထဲမှာ အဲ့အထဲထဲမှာငါကြီးရဲ့ဝင်းထဲမှာငါကြီးရဲ့ဝင်းထဲမှာနှုတ်လို့မရဘူးအဲ့ဒီအထဲမှာတစ်လုံးသားထဲမှာတော့ရဲ့အတန်ကိုဘုရားကကြားတာဖြစ်တယ်အာမင်အာမင်ဘုရားသူ့ရဲ့အတန်ကကျေလို့ငါတော့ဒါတော့လည်းဝင်သွားတာမျိုးမဟုတ်ခဲ့နဲ့သူ့ရဲ့ဘလုံးပဲစိတ်နှလုံးထဲကအတန်ကိုဘုရားပြန်အကုန်ကြားနေတာဆိုတော့ကျွန်တော်တို့နားလည်စီနေတာဖြစ်တယ်အဲ့ဟုတ်ပြီအဲ့တော့ယေရှုကောကြားလို့လားတိလို့လားကျွန်တော်တို့ဒီမှာကြည့်မယ်ပထမဆုံးဘယ်တော့ကိုကြည့်မလဲဆိုရင်မာကုအခန်းကြီး9 ခက်ခဲနဲ့ဆက်ရှိတဲ့34လောက်မှာသွေးတုံနာဆွဲသောအမျိုးသမီးကြောင့်ကိုတွေ့ရအဲ့တော့သွေးတုံနာဆွဲတဲ့အမျိုးသမီးကယေရှုကလူအုပ်ကြီးကြားထဲမှာတိုးပြီးမှယေရှုကလာတဲ့ချိန်မှာလူတွေကလည်းအယစီကောက်ပါအော်တိုးချောင်းဝိတ်ကအဲ့ဒီအချိန်မှာသူဘယ်ကိုသွားနေရလဲဆိုရာအီရူရဲ့တမီလေးဟိုမှာတင်းနေပြီအဲ့ဒါကိုအတင်းပူစားလို့လိုက်ပြီးမှမဆွေးနဲ့မလိုက်ခင်မဲ့မင်းတမီမသိဘူးအိမ်ကြီးလဲဆိုတော့ကောင်းတော့ အရာကိုပြောပြီးတော့သွားနေတာလမ်းကြီးမှာအဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးကယေရှုကိုတွေ့တဲ့အချိန်မှာသူ့စိတ်နှလုံးထဲကအကြံစီဖြစ်တယ်။နော်အဲ့ဒီအကြံစီကိုယေရှုဘလို့သိတယ်ကျွန်တော်စဉ်းစားဆင်ခြင်ရအောင်။ "तू ကဘာပြောလဲကျမ်းစာမှာတိတိကျကျရေးထားတယ်။ငါတဲ့ကိုရောရဲ့အဘွားလေးကိုတုံလိုက်ရင်ပဲငါရောကပြောင်းနိုင်တယ်ဆိုတဲ့ယုံကြည်ခြင်းကိုစောင့်ဝင်လာတယ်။အဲ့ဒါနဲ့ तू ကအဲ့ဒီကိုရောရှိတဲ့နေရာကိုရောက်အောင်တိုးတာ။ တကယ်တော့သူအားမရှိတော့သူက knowledge ချက်လည်းကုန်ဆုံးပြီရှိသမျှငွေလည်းကုန်ပြီသူ့မှာဆရာဝန်တွေလည်းဆုံးပြီအဲ့ဒီမျိုးမှာရှိတဲ့ဆရာဝန်တွေကုန်ဆုံးတယ်ပြီသူ့မှာငွေလည်းကုန်ပြီကျော်လင်းချက်လည်းမရှိတော့ဘူးဒါပေမဲ့အဲ့ဒီဘွားလေးကိုတို့ရရင်တော့ငါငါကြမ်းမှာပါပဲဆိုတော့ယုံကြည်ခြင်းရောက်လာတဲ့ခါမှာသူဘတ်တို့တို့တဲ့ခါမှာကိုရောရဲ့ခန္ဓာကိုယ်ကတကောထွက်တယ်လို့ပြောတယ်တကောထွက်သွားတဲ့ခါမှာယေရှုမေးလိုက်တဲ့စကားကအရင်အောင်းတဲ့ကောင်းတယ်ငါ့ကိုဘယ်သူ 在家里嘛，没事啊，在家里我那我不都多了嘞？大家侬那我这个不都带多了嘞？我那个不都甩了下来，收银到底嘞都没在这个个，我不都多了嘞？他就比如没没在那里，收来看见了，哎，你阿苗的米耶，新的农田个阿江西，都也对，我哈多也收嘞，阿带，哎，你没光带干米了。 အမေကတော့တင်းတို့ထင်ရှားစွာမြင်စေခြင်းနဲ့ဒါကြောင့်ယေရှုကဘာကြောင့်ငါ့ကိုဘသူတို့လဲလို့ဝေးရခြင်းသည်သူ့ရဲ့စိတ်နှလုံးထဲကအတန်ကိုကြားလို့ဖြစ်တယ်။သူသူ့ရဲ့အကြံစီတိုင်းပြန်မေးတာအဲ့ဒီချိန်တည်းမှာအဲ့ဒီအမျိုးသမီးကဒီမှာလာထိတာမခံနိုင်တော့ဘူး။ငါအနှလုံးထဲကငါတို့ရဲ့ပြောင်းမှာပဲဆိုတဲ့အတန်တိုက်ကိုရောကငါ့ကိုဘသူတို့လဲလို့မေးတာပဲဆိုတာသူပဲတည်ရပြီ။တန်တဲ့လူတွေကယေရှုကြီးကြောင့်တော့ဆောက်မေးတယ်လို့ထင်တယ် ။တလောက်ကိုပုတ်ကြားထဲမှာငါ့ကိုဘယ်သူတို့တယ်လဲလို့မေးတယ်မေးကောင်းဟာဘာကြောင့်လဲလို့ကျွန်တော်တို့စဉ်းစားဆင်ခြင်တဲ့အခါမှာဒီအမျိုးသမီးတစ်ယောက်ထဲပဲနားလေသွားပြီးမှရှေ့ကိုထွက်လာပြီးမှဝန်ခံသွားတာဖြစ်တယ်။ကျမတို့တယ်။ကျမအခုဒီလိုမျိုးရောက်ကပျောက်သွားပြီဆိုတော့နေမေးယုံကြည်ခြင်းကမင်းကိုပျောက်စီအတိတ်ကဘာလဲဆိုတဲ့အခါကျသူ့ရဲ့စိတ်နှလုံးထဲကပတန်ကိုယေရှုတိရဆိုတာမြင်နေကြားရဆိုတော့ကျွန်တော်တို့မြင်စေချင်တာဖြစ်တယ် ပြီသူတို့နောက်ထပ်ရှင်းလူကခိုင်းဒီဖနစ်ခိုင်းငယ်39ကိုကြည့်တဲ့အခါမှာယေရှုကဘယ်အင်ကိုရောက်နေလဲဆိုရင်ပါရီချဲတယောက်လည်းဖြစ်တဲ့သူလူလူတယောက်လည်းဖြစ်တဲ့သူရှင့်ကိုအိမ်မှာရောက်နေတယ်အဲ့ဒီအချိန်မှာမာရိကလာပြီးမှသူ့ချစ်တော်မှာနော်ကောင်းနေချစ်တော်တွေမှာစီမိုးတွေတုံးလုံးတွေကြောက်ဖြူကွက်လုံးလဲနေတဲ့အခါမှာအဲ့ဒီအချိန်မှာလည်းရှိမုံကဘာပြောနေလဲဆိုတော့သူစဉ်းစားတော့အတွေ့အကြုံကပြောတာ။ဘာပြောလဲဆိုရင် ဒီလိုဟာ problem မှန်ရင်ဒီလိုဟာဘုရားတတ်မှန်လေဆိုရင်ဒီမိမဟာဘသူလဲဆိုတာသူသိရမယ်သူစိတ်နှလုံးထဲကပြောယေရှုကချက်ချင်းသိတယ်เนาะအဲ့ပါဆိုရင်ရှင်းမို့ငါပြောပြမယ်နားထောင်အဲ့တော့အခွက်တရားအကျွေးတရားရှင်းလို့တဲ့90ရှင်းရလို့ဘသူက တရားကျွန်တော်ကိုလွတ်စေဆိုဘယ်သူကျေးဇူးပုံတင်မလဲဆိုအဲတရားရှိတဲ့သူကိုပို့တော့အဲမင်းပြောတာမှန်တယ်အတူမှအများစွာတော့တိကလွတ်လို့ငါအလုံးကျေးဇူးတင်တယ်မင်းအင်ကိုငါလာတယ်မင်းငါမျက်နာတော့ငါချီရဲ့ဆင်းဖို့လည်းမပေးဘူးသူကတော့ငါမျက်နာကိုမင်းမနမ်းဘူးသူကတော့ငါချီတော့ကိုနမ်းနေတယ်မင်းကငါမျက်နှာတိဖို့ကိုပေးလို့ तू ငါချစ်တော့ကိုဆေးပေးနေတယ်မင်းကငါကောင်းကိုအောင်စီနော်လိမ်မပေးဘူး तू ကတော့သူ့စပယ်နဲ့ငါကိုတုတ်ပေးနေတယ်ဆိုတော့နောက်ဆုံး တို့မြောက်တို့အပြစ်ရှိတာတူတူပဲမြောက်တို့ကိုလည်းလွတ်ပေးတာရင်တူတူပဲအဲ့တော့ပြောချင်တဲ့အရာကပါလဲဆိုရင်ရှင့်မုံရဲ့အတွေ့တွေကစကားဖြစ်တယ်ဒီအရာကရှင့်မုံကထုတ်ပြောနေတာမဟုတ်ဘူးကျမ်းစာတွေကမှတ်တမ်းကရှင့်မုံကထုတ်ပြောတဲ့အရာမဟုတ်ဘူးယေရှုကသူ့နှလုံးသားကပြောနေတော့အကြံစီကိုကြားတာဖြစ်တယ်အာမင်နောက်တစ်ခုကကျွန်တော်ဗမာထပ်တွေ့ရလဲဆိုရင်သောမတ်ရဲ့အကြောင်းဖြစ်တယ်မတ်သောမတ်ကတော့ကျွန်တော်နဲ့တူတယ်နော် ရှိဘုနာမှာရှိလို့ဒါရှိမှုလဲကျွန်တော်လည်းတူတယ်။ဘာကြောင့်တူရလဲဆိုရင်ကျွန်တော်တို့စိတ်နှလုံးထဲမှာနေကိုရောကီးဆန်းတဲ့အရာတူနေတာဖြစ်တယ်။အဲ့တော့သုံးလကဘာပြောလဲဆိုယေရှုကထမြောက်သွားပြီ။တပည့်တော်တွေကတွေ့ပြီ။တွေ့ရင်သူမရှိတဲ့အချိန်မှာသူတို့စူးဝေးတဲ့အိမ်ခန်းကိုဝုန်းကိုရောက်လာတယ်။ရောက်လာပြီးသူတို့လည်းစကားတွေပြောတယ်အစာတွေယူစားပြတယ်ငါခန္ဓာကိုယ်ကြည့်ဘာညာပြောတဲ့အချိန်အဲ့ဒီအချိန်မှာအဲ့ဒီဒီတူမှုလို့ခေါ်တဲ့သုံးလကမရှိဘူး။သူသူရဲ့မိတ်ဆွေတွေငငချင်းနဲ့ပြန်တွေ့ပြတယ်သူမယုံနိုင်ဘူး။ အဲ့တခင်ရဲ့လက်အပေါက်ထဲကိုငါတန်တန်ပေါ်ရတဲ့မှာနဲ့တတိကြီးရမှာသူ့နန်ရိုးရဲ့အပေါက်ကိုငါတေချာကြည့်ရမှာငါယုံတယ်အဲ့ဒီချိန်မှာယေရှုရှိနောက်တစ်ပတ်ရှေ့ရမြောက်နေ့မှာယေရှုပြန်ရောက်လာသူတို့ပို့စုကြတယ်ချက်ချင်းသောမတ်ကိုယေခေါ်လာဖြစ်တယ်သောမတ်လာခဲ့ကန်ကြီးငါလက်ဆန်းကြီးမင်းယုံမရှိမရှိနဲ့အဲ့ဒီလိုပြောတဲ့ခါကျမှသောမတ်ကဒူးထောက်ပြီးမှ 呀，说的可能好那片。你那包表情那是， 面 对俺们面了用的，那你们面那用的就嘛不会嘛没得那西的。你那、啊、耶稣个，起码一批个话来说嘛，多么表里呢？起码耶稣西，百度不要干嘛？耶稣在地震上个当过，到到哪天有的起码多么是哎严重看病嘛，都叫开的是个大照片的时候对呀？大家耶稣开的到底多么假的呀？多么真的呀？ သူမမြင်တဲ့အရာအခုမှကျွန်တော်မရှိဘူးဆိုတာကျွန်တော်ချက်တိုက်ကတော့တမဟောင်းချမ်းမှာကျွန်တော်တို့ပုံပြခဲ့တဲ့ခုနပတ်သွားတဲ့ချက်ချက်ကအကုန်လုံးဟာယေရှုခရစ်တော်ကအကုန်ပြည့်စုံယေရှုခရစ်တော်ကအဲ့ဒီအရေးချက်အခုမှမရောသွားဘူးဆိုတော့ကျွန်တော်ယဉ်စီချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဗာပြောချင်တယ်ဗာခေါ်အားပေးချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်တည်ထဲမှာကျွန်တော်တို့ရဲ့အတ္တတာထဲမှာကျွန်တော်တို့စိတ်ဆင်းရဲနေတဲ့အရာတွေ ကျွန်တော်တို့မလုံဆောင်နိုင်တော့ဘူးဆိုတဲ့ဒီနဲ့အရာတွေကျွန်တော်တို့ဝမ်းနည်းနေတဲ့အရာတွေကျွန်တော်တို့ကြေကွဲနေတဲ့အရာတွေကျွန်တော်တို့စိတ်တကြနေတဲ့အရာတွေကိုဘာဖြစ်တာလဲဖျားသဖြင့်တည်တယ်။ပြီးကျွန်တော်တို့တကလည်းမပြောထွက်နိုင်တဲ့ကျွန်တော်တို့ရဲ့ဆူတောင်းတန်တွေကျွန်တော်တို့အတွက်စိတ်တကြမှာကျွန်တော်တို့ပြောမထွက်နိုင်တဲ့ဗဇက်ကထွက်မလာတော့တဲ့ကျွန်တော်တို့နှလုံးထဲကကြေကွဲတော့ကျွန်တော်တို့ရဲ့ဆူတောင်းတန်တွေကိုဘူတော်တည်တယ်။အာမင် အဲ့တော့တို့ကျွန်တော်စိတ်ထကြဆံလို့ပေါ့ကျွန်တော်အယောင်ချင်းစီရဲ့အတက်တာမှာပလုတ်ကနေထွက်မလာတော့တဲ့အခြေအနေရှိပါတယ်ကျွန်တော်ရဲ့စုတောင်းတန်တွေကနှလုံးထဲမှာပဲရှိတယ်အတက်ပြင်ကိုအတက်မှာထွက်နိုင်တော့တဲ့အခြေအနေရှိတယ်လုံကြီးချင်းကြောက်အောင်လောက်အကြောင်းပြုပြုကြောက်တော့လောက်ကျွန်တော်ဒီလိုအခြေအနေတိုင်းမှာကိုတော့ဟာမြင်တယ်ဒါကြောင့်သူတို့ကဆွဲတော့အမျိုးသမီးတွေမှာကျွန်တော်တို့စိတ်ထဲမှာနာကျင်ခြင်းတွေကျွန်တော်တို့ထဲမှာမကြမ်းမာခြင်းတွေကျွန်တော်တို့ထဲမှာသူတို့အတ္တထဲမှာမပြည့်စုံခြင်းတွေ ငါတို့စိတ်ပြက်ပြီးဘာမှလုပ်လို့မရတော့ဘူးဆိုတော့အချိန်လေးမှာပင်လင်းတင်တွေးတဲ့နောက်ဆုံးကိုရောပဲကိုပြန်လှည့်လာပြီးတော့တိုင်းလုံးကျင်တာဖြစ်တယ်အာမင်တင်လို့စိတ်နှလုံးထဲမှာနောက်ဆုံးဘဝလေးကိုပဲတို့ရပါစေဆိုတော့သူစိတ်ကြံစီတိုင်းရှိရင်တော့ဘိုးတော်ကတည်မီနေတယ်ဆိုတော့ကိုနေ့ကျတော့ဘဝပြင်ကျင်တာဖြစ်တယ်အဲ့ဒါကျွန်တော်တို့အယောင်ချင်းစီတိုင်းရဲ့အသက်တာပေါ့ကျွန်တော်တို့ရဲ့အတွေးခုကျွန်တော်တို့ရဲ့လှုပ်ဆောင်တဲ့နေရာ ကျွန်တော်တို့ရဲ့မပြောထွက်နိုင်သောနှလုံးသားထဲမှာစတောင်းတဲ့အကျံစီတိုင်းကိုယေရှုခရစ်တော်ကတည်ရမြင်နေတယ်ကြားတယ်ကျွန်တော်တို့ကိုအမြဲတမ်းဆောက်ရှောက်ဖေးမဖို့ကျွန်တော်တို့ကိုကောင်းချီးပေးဖို့ကျွန်တော်တို့ကိုတုံ့တင်ဖို့ကျွန်တော်တို့ကိုလမ်းပြဖို့ကျွန်တော်တို့ကိုဆွဲခေါ်ဖို့ကျွန်တော်တို့ကိုအကောင်းဆုံးတွေကိုပြင်ဆင်နေသောဘုရားရှင်ဖြစ်ပါတယ်အာမင်အဲတော့ကျွန်တော်တို့အစင်မပြေတဲ့အခါခိုက်တန့်နေတိုင်းမှာကြုံတဲ့အခါ ကျွန်တော်တို့ခါတလေဒီအမှုတော်ထဲမှာသွားတဲ့အခါကျွန်တော်တို့ကုလိုသူယုံတဲ့ခါတိုင်းမှာခါတယ်ကျွန်တော်တို့ရှင်းမတိုးချင်တော့အောင်ခါလေးစိတ်ပြတ်သွားတဲ့အချိန်လေးရှိကောင်းရှိနေတာဖြစ်ပါတယ်။သို့တော့ကျွန်တော်တို့ရဲ့အရာတိုင်းအတွက်ဘုရားသခင်ကအကောင်းဆုံးပြင်ဆင်ပေးဖို့သူ့မှာရှိပြီးသားဖြစ်တယ်။ဒါဟုတ်ကျွန်တော်တို့မပြောရင်တောင်မှကျွန်တော်တို့လည်းလုံးထဲကအကျဉ်းစီကျွန်တော်တို့ရဲ့ဘဝ ထဲကတွေးခေါ်လဲကျွန်တော်စိတ်နှလုံးထဲကအကြံစီအခုချင်းစီတိုင်းကိုဘုရားကဘယူဆိုင်တယ်ကျွန်တော်တို့အတွက်ပြင်ဆင်ထားတယ်ဆိုတဲ့အရာကိုတိုက်တွန်းလို့ဆိုရင်းနဲ့ဒီကိုချုပ်ပါတဲ့အကြောင်းချင်းစီတိုင်းရဲ့အတ္တတော်ပါဆုံးရှိပါစေ